့ chapter 1ဆရာတို့ပါလဲဆိုတော့ complex number အဲဒါပုံနေအောင်ဆရာရင်ရှင်းပါဘောနော်ဒီမှာဆရာတို့ဘာအောင်သင်ရမလဲဒါအဓိကအဝါရနဲ့တိုင်းတဲ့ဟာတွေအဓိကဘောနော်မဖြစ်မနေသိရမှာဟာအနူးနာမှာ system ဘောနော် gain တစ်နှစ်အစ်စ်တစ်ခုဆရာတို့သင်ရဒါကလည်းဘယ်အနေဖြစ်လာတာလဲဆိုရင် where is the extension of the real number system ဆိုတော့ဘာဖြစ်လဲ ကိန်းစစ်စနစ်ရနေပြီးတော့ထပ်ပြီးတော့ဗာပဲလဲချဲ့ထွင်လာတာပေါ့နော်ချဲ့ထွင်မှုအနေနဲ့ဖြစ်တဲ့ကိန်းကနန်းစနစ်အသစ်တခုဆရာတို့ဒီမှာမိတ်ဆက်တာအဲတနည်းပြောရရင်ဒီအပေါ်ကပြောရဲ complex နံပါပေါ့နော်ဒါအရင်ဆရာတို့ဒီ grade တန်11မှာတော့လုံးဝမသင်ခဲ့ဘူးပေါ့နော်အခုမှဆရာတို့စပြီးတော့သင်ရမယ်အရင်ဆုံးဆရာတို့ဒီ chapter 1 part 1အနေနဲ့ pure imaginary unit သူရဲ့အတူကားဆိုဆရာတို့ဘာလို့ရေးလဲဆိုရင် iron လို့ရေးတယ် အရင်တော့ဆရာတို့ဗာတိခဲ့လဲ a square greater than or equal 0ဘယ်ကိန်းစစ်ကိုမဆိုဘာလုပ်မလဲနှစ်သက်တင်ဘယ်ကိန်းစစ်ကိုမဆိုနှစ်သက်တင်လို့ရှိရင်သူ့ရဲ့ဖြစ်ရပါဖြစ်မယ်တုံညာနဲ့ညီရင်ညီမညီရင်တုံညာထက်ကြီးလိမ့်တုံညာငယ်တယ်ဆိုတာရှိလားကြိုက်တဲ့ကိန်းစစ်ကိုဆရာတို့နှစ်သက်တင်ကြည့်ဥပမာဆိုပါဆိုဆရာတို့ဒါကိန်းစစ်တစ်ခုပြည့်တဲ့2 square ဆိုဘယ်လိုရလဲ four four က zero ထက်ကြီးတယ်အဲအကဲ minus 2 negative 2 square ဆိုလဲဘယ်လောက်ပဲရပေါ်ပဲရတယ်သူလဲဘာဖြစ်လဲ၃ညထက်၃ညအောင်ငယ်ဖို့ဖြစ်နိုင်စရာအကြောင်းရှိလားအနောက်ကိုနှစ်ထက်တင်လဲအပေါင်းမရပါလေအပေါင်းနှစ်ထက်တင်လဲပေါင်းမရဘူးဆိုသူအမြဲတမ်းဘာဖြစ်နေမှာလဲ၃ညထက်ကြီးနေမှာပဲအေးဒါပေမဲ့တခုတော့ရှိတာပေါ့0 square ဆိုရင်တော့ဘာရမလဲအဲဒါဆိုတော့ဘာဖြစ်နေမလဲ0နဲ့ညိတာပေါ့ဒါကြောင့်မို့သူအောက်မှာသူပြောရတယ် ဘယ်ကိန်းစစ်ကိုမဆိုပါဖြစ်မယ်နှစ်ထပ်တင်လို့ရှိရင်သူ့ရဲ့အဖြစ်ရပါဖြစ်မယ် greater than or equal 0တုံညာနဲ့ညီညီမညီရင်တုံညာထက်ကြီးရဲဆိုတော့ဒီအဖြစ်နှမျိုးပဲဖြစ်မယ်ဒါမဲ့ကန်တက်ကြတော့ရှိတယ်ဒီ x ကဘာဖြစ်ရမလဲအဲကိန်းစစ်တော့ဖြစ်ရမှာပေါ့အခုဆရာတို့ပြောအရှိအဟို greater than level လုံးသိခဲ့တဲ့ဟာတွေအားလုံးကဆရာကိန်းစစ်ကိုပဲပြောလာတာဒါကြောင့်မို့ဆရာတို့ကအဲ့လိုအခြေအနေကိုဆရာတို့သိခဲ့တာမို့လို့ x2 တန်ဖိုးက minus ဆိုတော့ တနည်းပြော negative 4ပေါ့နော် a square တန်ဖိုးက negative 4လို့ပြီးလာရှင်ဒါဖြစ်နိုင်လားတဘောက a square ကို negative 4နဲ့ a ကိုရှာကန်လို့ရှိရင်သူ့မှာ gain စစ်အဖြစ်ရှိလားမရှိဘူးသူကဘာဖြစ်လဲဒါပါမြင်တစ်ထပ်တားလိုက်ပေါ့နော်သူ့မှာ real ဆိုလို့ရှိရင်ဆိုတာ gain စစ်အဖြစ်ရှိလားဆိုရင်မရှိဘူးပြောတော့ပြီးသားလေ gain စစ်ဖြစ်တဲ့ a ကိုနှစ်ထပ်တင်ရမယ့်အဖြစ်က၃ညနဲ့ညီညီမညီပါဗျ၃ညထက်ကြီးတာပဲရှိမှာ၃ညငယ်တဲ့အနောက် gain ဆိုတာဖြစ်နိုင်လား မဖြစ်နိုင်အဲ့လိုမျိုးညီမကြုံဖြည့်ရှင်းကားရင်လည်းအဖြေရှိလားမရှိဘူးအဖြေမရှိဘူးဆိုပေမဲ့ no solution လို့တော့ရေးလို့မရအောင်အခုသာစပြီးတော့အတိအကျရေးပြရဘလို့အဖြေမရှိတာလဲ no real solution အဖြေရှိတယ်နော် real solution ပဲမရှိတာအခုဆရာတင်တဲ့စီမှာဆိုရင်ဒီလိုမျိုးဟို equation နဲ့အခုတွက်ရလိုက်မယ်သူမှအဖြေတွေရှိတယ်မရှိဘူးဆိုတာဘလို့အဖြေမရှိတာလဲ real solution ကိန်းစစ်အဖြေမရှိတဲ့ဆိုဆိုဆရာကိုသိရနော်လုံးဝအဖြေမရှိတာတော့မဟုတ်ဘူး ဒါသူပရမတ်ဆုံးအရင်ဆွေးနွေးပေးပါတယ်။ဘယ်ကိန်းစုကိုမဆို23ရင်3ညနဲ့ညီညီမညီရင်3ညထက်ကြီးတဲ့ဆိုတော့အဖြေပဲရမယ်။ဒါကြောင့်မို့ဆရာတို့အကယ်၍သာ x2 က negative follow ပေးတာကသူ့မှာကိန်းစစ်အဖြေမရှိဘူးနော်။အခုဆရာတို့မိတ်ဆက်မှာပါလဲ။ pure imaginary unit တင်ရသားဆိုဘာလို့ရေးလဲ။ iron လို့ရေးရဲ့နော်။အဲပြီးရင်ဆရာအဲ့ဒီ iron ကိုနှစ်ထပ်တင်တယ် i2 ပေါ့။အဲ့ဒါကဘာနဲ့ညီလဲ? -1 နဲ့ညီတယ်။အဲ့ဒါကိုဆရာတို့သိရမယ်နော်။ i square ကဘာနဲ့ညီလဲ -1 နဲ့ညီတယ်ဟုတ်မနော်အဲ့တော့ i square က -1 နဲ့ညီတယ်ဒါဆိုရင်ဆရာတို့ကအခုဆရာဒီအားတွေမပြောတော့ဘူးဒီမှာဟို 2i square ကိုဆရာတို့ရှာကြည့်မယ် 2i the whole square ပေါ့ 2i the whole square ဆိုရင်ဒီ square က2နဲ့လဲဆိုင်တယ် i နဲ့လဲဆိုင်တယ်ဆရာတို့မျှောက်လို့ရှိရင်မျှောက်တော့ထက်ညွန်းတင်လို့ရှိရင်ဒီထက်ညွန်းကနှစ်ခုလုံးနဲ့ဆိုင်တာလေဒါဆရာတို့ greater than ရဲ့အခြေခံနဲ့သင်ခဲ့ရတယ် power of a product rule ပေါ့အဲ့တော့2 square က4 i square i square ပေါ့ i square ကဘာနဲ့တူတယ်ပြောတာလဲအဲ negative 1နဲ့ဆာမိုင်းနဲ့ဆိုရင်ပြောလိုက်ရမှာနော်တကယ်တမ်းတော့ negative 1လို့ဖတ်ရတာလားအဲ့တော့ i square က minus 1ဆိုတော့မျှလိုက်ဘလိုက်ရအဲ minus 4ရအဲ့တော့ 2i square ကိုရှာလိုက်တာဖြစ်ဘလိုက်ရလဲ minus 4ရအဲ့လိုပဲ minus 2i square ကိုရှင်းရဲဘာရလဲတဲ့ minus 2 square ဆိုရင် 4i square ဆိုတာ i square i square ကဘာနဲ့တူလဲ minus 1နဲ့တူတယ်မျှလိုက်တော့ဖြစ်ပါရတယ် minus 4ရရတယ်။ဒါဆိုရင်အခုဒီ equation तू ကပြောချင်တာ x² equal to minus 4တဲ့။ဒီမှာ real solution တော့ရှိလားမရှိဘူး။ကိန်းစစ်ဖြေတော့မရှိ။ဒါပေမဲ့အခုဆရာရှာလိုက်တယ်။ minus 4ဆိုတဲ့အဖြေရလာတဲ့တန်ဖိုးဘယ်နှခုရှိလဲ။နှစ်ခုရှိတယ်။ तू ရဲ့သဘောစကွဲရလဲ minus 4နဲ့ညီတာပဲ။အခုဆရာတို့ဘာရှာလဲ minus 2ရဲ့သဘောစကွဲရလဲဘာနဲ့ညီတာပဲလဲ။ minus 4နဲ့ညီတာပဲ။ဒါဆိုရင် minus 4နဲ့ကဘာပြောင်းလို့ရလဲ။ plus or minus 2i the whole square ဆိုပြီးပြောင်းလို့မရအောင်လားအဲ့ဒါတော့သိလားအခုဆရာရှာတာလေ 2i the whole square ကလာဘာနဲ့တူလဲ minus 4လေအဲ့လိုပဲ minus 2i square ကလည်း minus 4လေဒါကြောင့်မို့ minus 4ကဘာနဲ့တူလဲ plus or minus 2i the whole square ပေါ့အဲ့အဲ့ဒါဆိုဆရာ square နဲ့ square ဘာပြောရလဲကြည့်သွားရင် power ချင်းတူရင်ဘေးချင်းတူတယ်ဒါကြောင့်မို့သူရဲ့ a ရဲ့အဖြေရှိလားမရှိလားအဲ့ရှိပါပြီအဖြေဘယ်နှခုရနှစ်ခုရတယ်ဘာနဲ့ဘာနဲ့လဲ 2i plus or minus 2i ဆိုတာ 2i နဲ့ minus 2i ဆိုပြီးအဖြေဘယ်နှခုရလဲနှစ်ခုရတယ်ဒါကြောင့်မို့ဒီမှာရေးရသလားအခုဆရာတို့ပြောတဲ့အခြေအနေမှာဆိုရင်ဒါအဖြေရှိပါပြီအဖြေဘယ်နှခုရှိလဲနှစ်ခုရှိတယ်ဘာနဲ့ဘာနဲ့ရှိလဲ 2i နဲ့ minus 2i ဆိုပြီးရှိပါပြီเนาะအရင်ဆရာတို့ grade 10 level တော့ gain စနစ်အနေနဲ့နေပဲပြောရတော့အဖြေရှိလား gain စအဖြေမရှိဘူးအခုကတော့ဆရာတို့ဘာဖြစ်ပြီအဖြေရှိပြီ gain စတော့မဟုတ်ဘူးเนาะဒါအဖြေနှခုရှိတယ်ဘာနဲ့ဘာနဲ့ရမယ် 2i နဲ့ minus 2 i ဆိုရတယ်ဒါပြောသဘောပေါက်တာเนาะပုံမှန်တရားဆို x x square ကို minus 4 ਆ real solution တော့မရှိဘူးအခုဆရာ minus 4ဖြစ်စေတဲ့အဖြစ်နှစ်ခုရတယ်2 i တို့ square နဲ့ minus 2 i တို့ square ဒါကြောင့်မဆရာ minus 4မှာတခါတည်းပေါင်းယူလိုက်တော့ plus or minus 2 i တို့ square ပါဝါချင်းတူတော့ပေးချင်းတူတယ်ဒါကြောင့်မို့သူရဲ့ x တောင်မဖြစ်ဘူးနှစ်ခုရတယ်စဉ်နှစ်ခုရဟုတ်ပြီဒါကြောင့်မို့သူဒါတို့ရဲ့ general ပဲပေါ့နော်ဘယ်လိုဖြစ်မလဲ x square equal to ဒါမြင်လိုက်တာပါเนาะ a square equal to minus n လို့ပေးရမယ်အဲ့ဒီမှာ n ကဘာဖြစ်ရမယ်0ထက်ကြီးရဥပမာပြောရင်ဒီ equation လိုမျိုးတဲ့ a square equal to minus 4အနောက်မှာရှိတဲ့4က0ထက်ကြီးလားမကြီးလားကြီးတယ်အဲ့ဒီကနေဆရာသူ့ရဲ့ a ရဲ့အဖြေကိုတခါတည်းတန်းပြီးအဖြေထုတ်လို့ရတယ်အဖြေရပါလဲ square root of ni နဲ့ minus square root of ni နဲ့ ဒီမှာကြည့်လိုက်လေသူ့ပြေချာတော့အခုဘာရတယ်လို့သိတာပါ යි သူ့ရဲ့ပြေက 2i နဲ့ -2i ဒီပုံစံဒီမှာအစားသွင်းကြည့်လေအခုဆရာတော့ဒီ equation ဆိုအန်နီယာမှာဘာပြောရပြီလဲအန်နီယာမှာ4မဟုတ်ဘူးလားဒါသူ့ပြေနှစ်ခုကဘာနဲ့ပါ square root of 4i နဲ့ minus square root of 4i မဟုတ်လားဒါအဖြစ်တန်းထုတ်ပါအဲ့တော့ root 4ဆိုတာဘာနဲ့တူလဲ2နဲ့တူတယ်လေဒါကြောင့်မို့ 2i နဲ့ -2i ဆိုပြီးဆရာတော့မရအောင်လား ဆိုလိုချင်တာသူ့အဖြစ်အပျက်တန်းပြီးထုတ်လို့ရတာပေါ့နော်အဲဘယ်လိုတော့ဖြစ်ရမလဲ a square equal to minus n အလိုအခြေအနေဖြစ်ရမှာဒီဘက်ချမှာ a square ဒီဘက်ချမှာ minus ရမယ်ပြီးရင် n ဆိုရဲဒီကိန်းတစ်ခုခုရှိမှာပေါ့အဲ့ဒီ n ဆိုရဲကိန်းကဘာဖြစ်ရမလဲ0တက်ကြီးရမယ်အဲဥပမာပြောရင်ဘယ် equation လို့မျိုး a square equal to minus 4လို့မျိုးသူ့ရဲ့အဖြေကိုထောချင်းအဖြေတခါတော့အလွတ်မှတ်လို့ရတယ်အဖြေဘာနဲ့ဘာနဲ့ရမလဲ square root က ni နဲ့ m i n u square root of n i နော်ဒါကြောင့်မို့သူကဒီမှာတော့ပြန်ရှင်းပြရတယ် minus n ဆိုတော့ဒီ plus or minus square root of n i တို့ square ကိုရှင်းဘာပြန်ရလဲ minus n ပြန်ရတယ်ဒါကြောင့်မို့သူပြင်တကွာဒါလို့ဆရာတို့ယူဆလို့ရဥပမာဆိုပါဆိုကွာဆရာတို့ကဘာဖြစ်လဲ x square equal to minus 5လို့ပေးရတယ်ဒါဆိုအဖြေတခါလဲတန်းပြီးဆရာတို့ထောက်လို့မရဘူးလား x ရဲ့အဖြေဘယ်နှမျိုးရမလဲနှစ်မျိုးရမှာဘာနဲ့ဘာနဲ့ရမလဲ x square to ဒီမှာလေ plus or minus n root i လို့ပြောရတယ်အဲ့တော့ဘာရမလဲ plus or minus square root of 5i အဲ့ဒါသူ့ရဲ့ဖြေနှမျိုးပဲဟုတ်မနော်အဲ့တော့အခုဆရာတို့ဆက်ပြီးတော့ဒါဥပမာမှာပြောတွေ့ရလိမ့်မယ်ပေါ့အခုဆရာတို့စပြီးတွေ့တော့မယ်အဲ့တော့ပြောချင်းအဓိကပြောချင်းတာကွာအရင်တော့ case စနစ်မှာဆိုရင် x square နဲ့လက်သိရင်၃ညတဲ့ကြီးကြီးမကြီး၃ညနဲ့ညီတယ်ဆိုတော့အခြေအနေရှိတယ်အကယ်၍သောအနှုတ်ထက်ကရင်အဲ့ဒီမှာ case အဖြစ်မရှိဘူးအခုဆရာတို့ပြောတဲ့စီမှာတော့ complex number နဲ့ပြောရင်တော့သူ့မှာအဖြစ်ရှိလားမရှိလား အဖြစ်ရှိတယ်အဖြစ်တကူကဘာနဲ့ဘာနဲ့ရပါလဲ plus or minus m root square root of ni ဆိုပြီးရလိမ့်မယ်သူဖြစ်နေကွာဘာနဲ့ဘာနဲ့ရမယ် plus or minus square root of ni ဟော plus and root of i နဲ့ minus and root of i ပေါ့နော်ကြားမှာဒီဒီစာမျက်နှာနားလဲမယ်နော်အဲ့တော့သတိရမှာကဒီ pure imaginary unit i သူရဲ့ တင်ရတာ i ပြီးရှာ i square ကို i ကိုနှစ်သက်တင်လိုက်တဲ့ i square ဆိုဘာနဲ့တူလဲ minus 1နဲ့တူလဲအဲ့နှစ်ခုဆရာတို့သိရမှာနော်ဒီနှစ်ခုသိရင်ဆရာတို့ဆက်ပြီးတော့တော့လို့ရပြီအဲစပြီးဆရာတို့တော့မှာပါနော်အဲ a square ကိုဆရာတို့စပြီးတော့တယ် a square plus 2h plus 5 equal to 0အဲ့တော့သူ့ဆရာတို့ဘာလုပ်မလဲနှစ်ခွန်းခွဲမှာပေါ့နော်ပုံမှန်တန်းဆိုဒါအရင်ဆရာတို့ grade 10 level ဆိုဒါဘာလုပ်မလဲနှစ်ခွန်းခွဲတယ်နှစ်ခွန်းခွဲရဲ့ x ဘယ်နှမျိုးရလဲဆိုရင် နှစ်မျိုးရတယ်ဒီမှာဆရာတို့ခွဲကြည့်လေခွဲလို့ရလားငါဆိုရင်ငါတက်လီငါပဲရှိတယ်ဟာလားအလဲက 2x ရအောင်ပေါင်းလို့ရလို့လားမရဘူးအဲကြောင့်မို့သူ့မှာဂိန်းစစ်အဖြစ်မရှိဘူးเนาะဆိုလိုချင်တာသူ့အဖြစ်မှာ i ဆိုတဲ့ဒီခဏပြောတဲ့ pure imaginary unit ဆိုတော့ i ပါတဲ့ဂိန်းအနေနဲ့ပဲဆရာတို့အဖြစ်ထွက်လိုက်အဲ့တော့ဟုတ်ပြီဘယ်လိုမျိုးရှင်းရမလဲပေါ့အရင်ဆုံးဆရာတို့ဒီ equation ကိုဘယ်လိုရှင်းလဲဆိုတာအရင်ပြောမှာပြီးတော့မှဟို calculator ဘယ်လိုနှဲ့ရလဲပြောမှာပါအဲ့တော့ပထမဆုံးဆရာတို့မေးခွန်းပြန်ကူးလာပါ ဒူးစရာချင်းဆရာပါလို့ဆိုဒီဘက်မှာဆရာရင်ကြီးတာပေးတယ်။ဒါငငယ်အတိခဲ့တဲ့အခြေခံပဲနော်။ဟိုဟို perfect square ပါ။တကွင်းလုံးနဲ့တစ်ဖက်ပုံစံပြအောင်ဆရာတို့အရင်ပြောင်းတာ။အရင်ဆုံးဆရာတို့ဘာလုပ်လဲ။ကိန်းသေးကိုတစ်ဖက်ပို့လိုက်။ကိန်းသေးကဘာလုပ်လဲ။ဘာလုပ်လဲ5 5ကိုတစ်ဖက်ပို့လိုက်ဟိုဘက်ပါရအောင်။ minus 5ပေါ့နော်။အဲ့ဒါဆရာဘာလုပ်ပြအောင်။ a square plus 2a square 2 မိုင်းနက်5ပြီးအောင်ဒါသိမ့်ပြီးအောင်နောက်တစ်ဆင့်ကဘာလုပ်မလဲဆိုတော့တထက်ရဲ့မြောက်ပေါ်ကိန်းတထက်ရဲ့မြောက်ပေါ်ကိန်းကဘာတူလဲအဲဟုတ်တယ်2ပေါ့နော်အဲတထက်ရဲ့မြောက်ပေါ်ကိန်း3ဆင့်လောက်အောင်ဘာလုပ်မလဲနှင်းနဲ့စားမယ်နှစ်ထက်တင်မယ်နှစ်ဘက်စလုံးပေါအောင်နှင်းနဲ့စားတော့1ပေါ့1ကိုဘယ်နှစ်ထက်တင်တထက်တင်တော့1နှစ်ထက်1 square ပေါ့1 square ပေါ့နော်အဲ့ဒါဘာလုပ်မလဲနှစ်ဘက်စလုံးပေါအောင်ဒီဘက်ကိုလည်းပေါအောင်မယ်ဟိုဘက်လည်းပေါအောင် လို့ရတယ်။ဘာမလို့ဆရာအဝါရနဲ့ရေးပြလိုက်။ဒီဒီနားလဲမှာ။အဲ့တော့ဒါပြီးဘာဖြစ်လဲဆိုရင်ဒီတစ်သက်ရှိရဲ့လက္ခဏာကအပေါင်းဆိုရင် ပေါင်းခြင်းတကွင်လုံးနဲ့ထပ်ရမယ်။အနှုတ်ဆိုရင်နှုတ်ခြင်းတကွင်လုံးနဲ့ထပ်ရမယ်။အခုအပါလားနှုတ်လား။အပေါင်းဆိုရင်ဘာခြင်းတကွင်လုံးနဲ့ထပ်။ပေါင်းခြင်းတကွင်လုံးနဲ့ထပ်။အရှိကိန်းက h အနောက်ကိန်းက1ဒါဆိုဘာတကွင်လုံးနဲ့ထပ်ရမလဲ။ h + 1 the whole square ။ဒီဘက်ကျမှဘာပြောရမလဲ။ x plus 1 whole square ပြီးဒီဘက်ချက်မှာဘာကြံအေး minus 4ကြံပါလို့ဒီစင်းရမယ်နော်အဲပြီးဆရာတို့ခဏပြောခဲ့တဲ့ပုံစံဒီပေါ့နော်နှစ်ထပ်ဆရာဖြောက်တော့မှာဒီ square ဆရာဖြောက်တော့မှာလေ square ဖြောက်ဆိုဆရာတို့ general formula တလို့ခဏပြောခဲ့ x square equal to minus m မှာဆိုရင် x ကိုလိုချင်ဘာရလဲ plus or minus square root of n i နော်အဲ့လိုရမယ်လို့ပြောခဲ့ပြီးသား ။လောက်ချာအလွယ်ဘယ်လိုပြောရလဲဆိုတော့နှစ်သက်ပြောလို့ရှိရင်ဘာလုပ်မလဲ။ root တင်ရမယ်။ i ကတ်ရမယ်။ plus or minus တက်ရမယ်။ဒါကိုင်းညီအောင်ပြောလိုက်တာပေါ့နော်။ root တင် i ကတ် plus or minus တက်ပေါ့။တကယ်တမ်းတော့ plus or minus အရင်ရေးရတာပေါ့နော်။ဒါဆိုဘယ်လိုဖြစ်မလဲ။စကွဲပြောက်ရမယ်။ဒါဆိုဒီဘက်ကဘာပဲကျန်အဲ h plus h တော့မဟုတ်တော့2 base က1 plus 1ပါလေဒါဆိုဘာဖြစ်မလဲ h plus 1ဒီဘက်ခြံကဘာဖြစ်မလဲ plus or minus square root of 4i အဲ့နေရာမှာဘယ်လောက်လဲ4လေဒီ minus ကိုသွားပြီးယူရလားဒီမှာပြောရပြီးသားလေဒီနေရာလေဒီ n ကိုပဲယူရတာသိတယ်နော်ဒီ4ကိုပဲယူရမှာဒါဆိုဘာရမှာလဲ root in i cap plus or minus တဲ့အဲ့တော့ဘာရမှာ plus or minus square root of 4i ဘယ်လိုရမှာရမှာဆရာဘာသဘောပေါက်ဟုတ်မနော် square ကိုဆရာဒီနှစ်ထပ်ကိုဖြုတ်ခြင်းဘာလုပ်မလဲ root in i cap plus or minus တက်အဲ့တော့ဆရာလိုချင်တာ x ပဲလीအဲ့တော့ဘာလို့လိုက်ရပြီ plus ဆိုတာဟုတ်ပါသွားရင် minus ဆိုတာပေါ့အဲ့တော့ဘယ်လိုပြအောင်သူနောက်ဆုံးပြနေလဲ x equal to minus 1 plus or minus 2i ဒါဆိုအဖြေဘယ်နှခုရနှစ်ခုပေါ်ဘာနဲ့ဘာနဲ့ minus 1 plus 2i နဲ့ minus 1 minus 2i ဆိုပြီးသူရဲ့အဖြေနှစ်မျိုးရဒါကြောင့်မို့ဆိုတဲ့က2ဆိုလို့ရှိရင်ဘယ်သူနဲ့ဘယ်သူလဲ minus 1 plus 2i နဲ့ minus 1 minus 2 i ရမှာเนาะအဲ့တော့ဒီဟာလေးကိုဆရာတို့မှတ်ရမှာပါเนาะအရင်ဘာလုပ်လဲကိန်းတွေကိုတစ်ဖက်ပို့တယ်ပြီးရင်ဘာလုပ်မလဲတစ်ထက်ရမြောက်ပေါ်ကိန်းကိုနှစ်နဲ့စားမယ်နှစ်ထက်တင်မယ်နှစ်ဘက်စလုံးပေါင်းမယ်အဲ့လိုလုပ်ပြီးတဲ့နောက်မှာတစ်ထက်ရှိကအပေါင်းဆိုရင် ပေါင်းခြင်းတစ်ခွေလုံးနှစ်ထက်အနှုတ်ဆိုရင်နှုတ်ခြင်းတစ်ခွေလုံးနှစ်ထက်ဒီမှာအပေါင်းမလို့ပေါင်းခြင်းတစ်ခွေလုံးနှစ်ထက်နောက်တစ်ဆင့်ကဘာလုပ်လဲနှစ်ထက်ဖြုတ်နှစ်ထက်ဖြုတ်ဘယ်လိုမှ root in i get plus or minus တက်ဆိုရင်ကျတော့ဒါ plus or minus square root of 4i square root of 4ဆိုတာဘာနဲ့တူလဲ2နဲ့တူတယ်အဲ့တော့ plus or ဘာတော့ minus ဆိုတော့သူရဲ့အဖြေနှစ်မျိုးရဟုတ်မနော်အဲ့တော့ဒါကတော့ဆရာတို့ဟိုဒီတိုင်းတွက်ချရတာပေါ့နော်ဟိုအကယ်၍မဟုတ်ဘူးဆရာတို့ဒါကိုတမတ်တန်နေမေးတယ်နှစ်မတ်တန်နေမေးတွက်ကြမလို့လေအဲ့ဒီခါကျဆရာဘာလုပ်ရလဲကယ်ကူလေတာနှိပ်ရတော့နော်ကယ်ကူလေတာနှိပ်တဲ့အခါမှာဆရာတို့ပထမဆုံးလောရမဟာအရင်ရှိတယ် ဘာလို့ရမယ်ဆိုရင်သူ့ဆရာတော့အခုတွက်မှာက complex ဖြစ်သွားပြီ complex number တွေတွက်တာဖြစ်တယ်မဟုတ် complex number မူအရင်ပြောင်းအောင်အဲ့တော့ဆရာတော့ဘယ်လိုပြောင်းအောင်ဆိုရင်ဒီမှာ mood ကိုပဲနှိပ်လိုက်ရပြီနော် mood ကိုနှိပ်ပြီးတော့သူ့မှာတွေ့လား complex သူ့ကိုနှိပ်လိုက်သူ့နဲ့သူ့ဘောမှာလဲ cmpl h ဆိုပြီးတော့ complex ဆိုတဲ့ဒီစာလုံးလေးပေါ်လာအဲ့လိုပြောင်းအရင်ပြောင်းမရဘူး အပြောင်းပြီးပြီးဆိုတာနဲ့ဆရာတို့စပြီးနှိပ်လို့ရပြီအဲ့တော့ဘာလို့မှာဆိုတော့ဒီဟာကိုဘာလို့မှာလဲဆရာတို့ကစောက်ွယ်ကင်ခွဲရမှာစောက်ွယ်ကင်ခွဲမယ်ဆိုတော့ဘယ်မှာဆရာတို့လောက်အောင်မလဲဆိုတော့ mood 5 equation ဆိုတဲ့ဒီ5ကိုနှိပ်ရမယ်ပြီးရင်ဆရာတို့ဘာနှိပ်မလဲနှစ်သက်တစ်သက်ဂိမ်းသေးညီမချင်း0ပုံစံဖြစ်တဲ့3ဆရာတို့နှိပ်ရဟုတ်မနော်အဲ့တော့ mood ရဲ့တခါလေး line နှိပ်ပါနော် mood 5 3ပေါ့အဲ့ဒီမှာဆရာတို့ဘာရှိလဲ မြောက်ပေါ်ကင်းနေဒီမြောက်ပေါ်ကင်းနေဆရာတို့ထည့်လေအခုဘာရှိမလဲ x2 ရှိမှာဘယ်လားရှိလဲ1 1နဲ့ပြီး equal to နဲ့ h ရှိမှာဘာရှိလဲ2 2နဲ့ equal to နဲ့ constant ရှိမှာဘာရှိလဲ constant ဘာတူလဲ5 equal to နဲ့နောက်တစ်ချက် equal to နဲ့သူရဲ့အဖြစ်နှစ်ခုဆရာတို့ထွက်လိုက်ဘာရမလဲ x1 equal to -1 2i နဲ့နောက်တစ်ခုကဘာလဲ minus 1 minus 2i ဆိုပြီးအဖြေတကားလည်းတန်းထွက်တယ်အဲ့တော့ဟိုဒီလို equation နဲ့ပေးတာလို့ရှိရင်ဆိုအဖြေလည်းပြန်စစ်လို့ရတာပေါ့အပုတ်ကြီးတွေတွတ်ဆိုရင်တော့ကဲသုံးမှတ်တန်းတွတ်ဆိုရင်တော့အဖြေပြန်စစ်လို့ရတယ်ဟိုတမတ်တန်းနမတ်တန်းဆိုရင်တော့တွတ်ရမလို့ပေါ့နော်တကားလည်းဆရာတို့ calculator နဲ့ပြီးတော့အဖြေတကားလည်းတန်းထွက်တယ်ရမယ်နော်အဲ့တော့ဟုတ်ပြီဆရာတို့ဒါဆိုအင်စပယ်ဝိုင်းအရင်စားတွတ်ပြီးပါပြီးရင်ဒီဘေးဟာကရေးထားပြီးမယ်နော် အင်ဇာဘယ်သူမှာတူတူပဲမိကုံးကဒါပေမဲ့ तू ကဘာပို့ရလဲ check your answer သင်ရဲ့ပြည့်ကိုမှန်လားမမှန်လားဆိုတာပြန်ပြီးတော့စစ်ဆေးပါလို့ပြောတာအဲ့တော့အရင်ကအတိုင်းပဲဆရာတို့လိုက်ပြောအောင်အရင်ပရမအဆင့်ပါလို့မှာကိန်းသေးကိုပါလို့မယ်သဖတ်ပို့မယ်အဲ့တော့ကိန်းသဖတ်ပို့တော့ plus 3ဟောပါသွားတော့ minus 3ဖြစ်သွားမယ်ပြီးရင်ဆရာတို့ပါလို့တစ်သက်ရှိရအရင်ရတော့ပြန်ကြည့်မယ်နော်တစ်သက်ရှိရမြောက်ပေါ်ကဒီမှာတော့ဆရာပြန်ပြအောင် သက်သက်ဆရာများပေါ်ကေနှစ်နဲ့စာနှစ်ဖက်တင်နှစ်ဖက်စလုံးပေါင်းအဲသက်သက်ဆရာများပေါ်ကေဘယ်လောက်လဲဒီမှာ2 2နှစ်နဲ့စာတော့1ခဏလိုပဲ1 square ဟိုဘက်လည်းပေါင်းမယ်ဒီဘက်လည်းပေါင်းမယ်နော်အဲဒါရှားသလိုရမှာနော်အပြီးရင်ရှားသည်သက်သက်ဆရာများပေါ်ကေလက္ခဏာအပေါင်းလားနော်လားပေါင်းသိရင်ဘာချင်းတကွင်းလုံးသက်ပေါင်းချင်းတကွင်းလုံးနှစ်ဖက်ပြီးရင်ရှားဒီမှာ -3 နဲ့1 square ဆိုတော့ -2 ကျန်ဘာဖြောင်း နှစ်သက်ပြုတ်နှစ်သက်ပြုတ်မှာလုံးမယ် root in i get plus or minus တဲ့ဒါဆိုဘာရမှာ plus or minus square root of အဲ uh, plus or minus square root of 2i ပေါ့ -e square root ဆိုရပြီလေ plus or minus square root of 2i ပေါ့ရမှာနော်အဲ့တော့ဆရာတော့ပါလုံးမယ်နှစ်သက်ပြုတ်တဲ့အခါမှာဒီဘက်ကျရင် x plus 1ပဲကျန်တယ်ဒီဘက်ကဘာရမှာ plus or minus square root of 2i လိုချင်တာ8ပဲဆိုတော့ plus 1ဟောပတ်သွားရင် m i n u s 1အမှသူရဲ့အဖြေနှစ်ခုအဖြေထောက် ပြီပေါ့နော်အဲ့တော့ m i n u s 1 plus root 2 i နဲ့ m i n u s 1 minus root 2 i မပြီးသေးဘူးဘာလို့ကလဲ check ပြန်ပြီးစစ်ဆေးကတော့မဟုတ်လို့အခုရခဲ့တဲ့ x sum ဘူအဖြေနှစ်ခုကိုဒီမှာပြန်ရင်ဘာလို့အစားသွင်းအစားသွင်းရင်အဖြေပါထွက်မယ်ဒီလိုထွက်ရင်မှန်တယ်ဒီလိုမထွက်ရင်မှားတော့ပေါ့နော်အဲ့တော့ကျတော့ပြန်စစ်ဆေးရအောင်အဲ့တော့ပထမ minus 1 plus root 2 i ဆိုတော့ဒါအစားသွင်းရင် two equation ဆရာပြန်ရင်လိုက်နော် equation ကပါလဲ a square plus 2h plus 3တခါတည်း0နဲ့ညီရတာမဟုတ်ဘူးเนาะနောက်ဆုံးမှဘာထွက်ရမှာလဲ0ထွက်ကိုထွက်ရမှာမထွက်ရင်မှားလို့ပဲအဲ့တော့အဲ့ဒီအမှန်တရားဘာစားသင်း minus 1 plus root 2 i တွင်းတယ်เนาะပေါင်းခြင်းတစ်ခုလုံးနှစ်ထပ်ကိုဖြတ်ရင်ဘာရမှာ6 gain နှစ်ထပ်အဲ6 gain နှစ်ထပ်ဆိုဘယ်လိုရမှာအဲ minus 1 square ဆိုတော့1ပြီးရင်ဒီလိုသွားတာเนาะ6နောက်မြောက်ခြင်းနဲ့စား အရှိနဲ့အနောက်မြောက်တော့ plus နဲ့ minus မြောက်တော့ minus root 2i နှစ်ဆဆရာပါထပ်ပို့အောင်2ထပ်ပို့အောင်အဲ့တော့ဗာရမယ် minus 2 root 2i ပြီးရင်ဗာနှစ်ထပ်အနောက်ဂိတ်နှစ်ထပ် root 2i စကွဲဆိုတော့ဗာရ root 2နှစ်ထပ်ဆိုတော့ 2i စကွဲပေါ့ဒါဆိုဗာရမယ် 2i စကွဲရမှာနော်ဒါဗာချင်းတစ်ခွင်းလုံးတစ်ထပ်ပေါင်းချင်းသဘောသူရဲ့ general ဆိုဒီလိုရှိတာပေါ့နော် အဲ့ဒါ x2 y the whole square ဆိုတော့ x2 y2 လာမဟုတ်ဘူးနော်ရှေ့ကိန်းနှစ်သက် x2 ရှေ့နောက်မြောက်ခြင်းနှစ်ဆ +2ay အနောက်နှစ်သက် y2 အဲ့ဒီပုံစံနဲ့သွားရတာဟုတ်မနော်ပြီးအနောက်ဘယ်နှခါမြောက်နှခါမြောက်တော့ -2 2 2 2 2i ပြီးရင်ကျန်တာပြန်ရော +3 ရမှာเนาะအရှိနှစ်သက် minus 1 square 1အရှိန်အောင်မြောက်ခြင်းနဲ့စားဆိုတော့ minus 2 root 2 i အနောက်နှစ်ထပ် root 2 square 2 i square ဘယ်နှခါမြောက်နှစ်ခါမြောက် minus 2 plus 2 root 2 i plus 3 i square ကဘာနဲ့တူလဲ minus 1နဲ့တူတော့ minus 1နဲ့2နဲ့မြောက်တော့ဒီမှာဘာဖြစ်အောင် plus ကဒီနေရာမှာ minus 2ဖြစ်အောင်ပါဘာဖြစ်လို့လဲ i square ကဘာနဲ့တူလို့ မပြောင်းလာပြီနော်တန်တာမပြောင်းလေအဲ့တော့ဘာဖြစ်သွားပြီလဲကုန်ကြီးသွားပြီမှလေ minus 2 to 2 i plus 2 to 2 i minus 4 1 and 3 are plus 4အားလုံးဘာဖြစ်သွားပြီကြီးသွားတော့ဘာနဲ့ညီမယ်ဒီလိုနဲ့ညီဒါကဘာတော့ check လောက်လာရလဲ minus 1 plus root 2 i ကိုသူ့ရဲ့ပေးထားတဲ့ equation ရဲ့ left hand side ဘယ်ဘက်မှာစာသွင်းလိုက်လဲအဲ့တော့ညာဘက်က0ထွက်လာတော့ပဲနောက်တစ်ခါဘာသွင်းမယ် m i n u s 1 minus root 2 i ကို တွင်းမယ်သူရဲ့မူရင်း equation ပြန်ရေး x 2 2x 3အဲ့ဒီရှိတဲ့နေရာမှန်တယ်များမှာဘာစားသင်းဟောပြီရှေ့နှစ်ထပ် minus 1 square ဆိုတော့1ဒါဆရာသီးစိမ့်တော့အခြေခံအစားပြန်ပြောပြရအောင်เนาะဒါကိုကစိတ်ရှိလိုက်ပြောပြရလားဆရာမင်းမြန်သွားလိုက်လို့ရဆရာစိတ်ကိုမနေထိန်းတာလေဟုတ်ပြီးရင်ရှေ့နောက်မြောက်ချင်းနှစ်ဆ သင်းနဲ့နောက်မြတော့ minus နဲ့ minus ဆိုတော့ plus ဖြစ်သွားပြီအဲကြောင့်မဆရာဆရာရေးသလို light လုံတော့ကိုတွက်လို့ရှိနေကိုမမားရအောင်အဲ့တော့အရှင်းနဲ့နောက်မြတော့ plus root 2i နှစ်စားဆိုတော့ plus 2 root 2i အနောက်နှစ်ထပ် minus square ဆိုတော့ဘာဖြစ်သွားပြီလဲ plus ဖြစ်သွားပြီ root 2နှစ်ထပ်က 2i square ဘယ်နှခါမြောက် minus 2 minus 2 root 2i ပြင်ကြနာဆက်ရည်တယ်ဟုတ်မနော် i square ကဘာနဲ့တူ -1 နဲ့တူတော့ဒီ +2 နဲ့များတော့ဘာဖြစ်သွားပြီဒီနေရာမှာ -2 ပြောင်းရမယ်ကျန်တာဒီတိုင်းပဲအဲ့တော့ဘာဖြစ်ပြီအကုန်ကြည့်ပြီ +2 root 2 i -2 root i -2 minus 2က minus 4 1 3က4ဆိုတော့ဒီတော့နောက်ဆုံးဘာရလဲ0ရဒါဆိုအခုဆရာတို့ထွက်လာတယ်ဆိုလို့ချင်းအခုဇလုံးဟာဒီပေးရတဲ့ညီမချင်းကိုပြေလဲစီတာဖြစ်တဲ့အတွက်ကြောင့်မှန်တာပေါ့အကဲကိုစောင့်သွင်းလို့ဒါ ီလိုမထွက်ခဲ့ရင်ဒါမှားတော့ပါခွာအဲ့ဒါဆိုကိုကပြန်ပြီးတော့ပြန်စစ်စီတော့ပါနော်အဲဒီမှာတော့ဆရာကုလူသားမနှိပ်ပြတော့ဘူးနော်ဒါနှိပ်လို့ရှိရင်ဒီပြင်တစ်ခုရတော့တော့ကျွန်တော်သိရအောင်နော်โอเคဒီဘောလဲတွက်ကြည့်လိုက်ပါဒီမှာဆရာပုံစံသူတွေရောနောက်မှအိမ်စာပေးပါဦး